မက်ဆီလန်တဲ့ရာမန်ရဲ့ခြေစွမ်းပြမှုတွေနဲ့အင်တာမီလန်ကိုတေချခဲ့တဲ့ဘာစီလိုနာပရိသတ်များလုံးမမိလာများရွှေရောအိုင်ဘက်ကွန်ရှိကောအွန်လိုင်းအကြံအစည်ပြန်လည်ကြိုးလိုက်ပါရင်ချန်ပီယံလိဂ်စီမီဖိုင်နယ်ပထမအကြောက်ပွဲအဆင့်တွေကတော့ရလက်အားဖြင့်မပြတ်မသားဖြစ်ခဲ့ပြီးဒုတိယအကြောက်ကိုရင်ခုန်ဆင်းလို့ရှာစွာစောင့်ဆိုင်းရအောင်ပါဖြစ်ပါရင်ဘာစီလိုနာကနူကမ်မှာအင်တာမီလန်ကိုနောက်ကနေလိုက်ကစားခဲ့ရပြီး၃ဂိုးစီတေချသွားခဲ့ပါရင်ဘာစီလိုနာအတွက်အထူးခြေစွမ်းပြကစားပေးသွားခဲ့သူကအသက်၁၈နှစ်အရွယ်လာမိုင်းရာမန်ဖြစ်ပြီးအန်အောလောက်ဆရာဆွမ်းဆောင်ရည်တွေကိုပြသသွားခဲ့တာပဲဖြစ်ပါရင် တပွဲလုံးမွေးနောက်ကစားနေပြီးအင်တာရဲ့ဝိုင်းရင်တပိုင်းရဲ့နောက်ကန်လိုအကောင်လုံးမျောသွားရတဲ့အထိပါပဲချန်ပီယံလိဂ်ဆီမီဖိုင်နယ်လိုအဆင့်မှာဆယ်ကျော်တဲ့ရွေချာတင်လေးက training ဆင်းတယ်လို့မျိုးကစားပြသွားခဲ့တာဖြစ်ပါရင်ဒီနေ့သာဘာစီလိုနာချန်ပီယံလိဂ်ထည့်ရရင်ရာဘက်ကဘော်လုံးဒီယောဆုမရရင်တော့မှထိတ်ဆုံးသုံးရောင်ဆင်ဝင်တဲ့အထိကိုထိုက်တယ်ပါရင် ဒါစီလိုနာရဲ့ဒီအားဒီအားနှင်းချက်ကတေဂန်ဘောကနေဂိုးပေးရတာဖြစ်ပြီးဒီပွဲမှာလည်းပေးခဲ့ရတာပါဘာစီလိုနာတို့နိုင်နိုင်ကြီးတော့ရှိခဲ့ပြီးတိုင်ထိထွက်ခဲ့တဲ့နှလုံးရင်အော်မိုကန်ခွင့်ရတဲ့အလုံးရင်သာကိုဝင်ကင်အချင်းတွေကတမျိုးပြောင်းနေနိုင်တာဖြစ်ပါတယ်ဘာပဲပြောပြပါအခုလိုတေးချခဲ့တာကြောင့်ဒုတိယအကြော့အဆန်းစီကိုကွင်းကပွဲကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းနေမှာဖြစ်ပါတယ် ဝိုင်းနယ်လုံးစစ်မှာဘာရှနာအသင်းဟာတိုင်းစစ်မှာဖာရန်တော်ရက်ကိုတင်ကစားလာခဲ့ပြီးတောင်ပေါ်မှာရာမဲရာဖင်ဟာတို့ကိုထားကစားခဲ့တာဖြစ်ပါရင်ကွင်းလယ်မှာအော်မော်ဒီချောင်းပယ်ရီတို့ရှိနေခဲ့ပြီးခန်းစစ်မှာတော့ခွန်တီကူပါစီမာတီနဲ့မာတင်ဂိုဒမဆက်စနီတို့ကိုတုံးဆွဲခဲ့တာပဲဖြစ်ပါရင်အင်တာမီလန်အသင်းကလည်းတိုင်းစစ်မှာတူရန်နဲ့လောထရာတို့မာတီနဲ့တို့ကိုထားကစားခဲ့ပြီးကွင်းလယ်မှာဒီမာကိုအခေတာယန်ကတ်ဟန်နိုဂလူဗာရလာဒန်ဖရိုက်ခန်းစစ်မှာဖရက်စတိုနီအစာဘီဘိုင်းဆန်နဲ့ဂိုဒမဆွမ်းမတို့ကိုတုံးဆွဲလာခဲ့တာဖြစ်ပါရင်ပွဲစားတမနစ်မပြည့်သေးခဲ့ပါရင်တံပြန်တိုင်းစစ်ကနေ အင်တာမီလန်တို့ဥဆောင်ကိုရရှိသွားခဲ့ပြီးဒန်ဖရိုင်ရဲ့ဖန်တီးပေးမှုကလည်းသူရန်ကနောက်ပေါင်းနဲ့ကန်သွင်းသွားယူခဲ့တာပါ။ပွဲစားချိန်စက်တမနစ်မှာတော့ရာမဲရဲ့အထိုးပေါက်ဖန်တီးပေးမှုကလည်းတော်ရက်အပိုင်ကန်ခဲ့ပေမဲ့ဂိုဘာဘေးကတ်ထွက်သွားခဲ့တာကနှမျောစရာဖြစ်ခဲ့ရပါတယ်။ဘာစီယာတို့ခြေပါကိုရဖို့တောင်းလျှောက်တိုင်းစစ်ဆင်နေခဲ့တာဖြစ်ပြီးဂိုရဖို့လည်းနှိစက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဥဆောင်ကိုထည့်ရသွားခဲ့တာကအင်တာမီလန်တင်းအောင်ဖြစ်ပြီးပွဲစားချိန်နဲ့စက်တမနစ်မှာထောက်ကန်ဘောကလည်းကြားလာတဲ့ဘောလုံးကိုအစာပြေကောင်းတိုက်ချပေးရကလည်းဒန်ဖရိုင်ကနောက်ပြန်ကန်ချက်နဲ့နှလားပပသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်တို့နှစ်ဂိုးပြတ်ဦးဆောင်သွားပေမယ့်ဘာစီလိုနာအသင်းဘက်ကစိတ်တက်ကြမသွားပဲချက်ချင်းပြန်လာနိုင်ခဲ့ပါတယ်။ဘာစီလိုနာတို့ပွဲကစားရင်း24မိနစ်မှာပရမချေပါကိုရခဲ့ပြီးရာမင်ကအင်တာမီလန်နောက်ခံလူတွေကိုလိန်ခေါက်ဆွဲပြေးကဝေးဝိုက်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ဆောင်းရယ်နယ်သားလေးရဲ့ဆွဲပြေးမှုမှာ အကောင်လုံးမျောပွားသွားခဲ့ကြတာပါ။တင်းမချာကေမှာရောမေရဲ့မွေနောက်ထပ်မံခင်းမိဖို့ကဂိုးဘေးကတ်ထွက်သွားခဲ့ပေမယ့်ရောမေကတောက်ချောင်းလုံနေခဲ့ပြီးအင်တာတို့ထိန်းလို့ကိုမရနိုင်ခဲ့ပါဘူး။ဥဆောင်ကတော့အထိရခဲ့ပေမယ့်အင်တာတို့မရှုံးတာကံကောင်းတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ဘာစလာတို့တဖို့မုံတိုင်းတိုင်းကိုကန်နေခဲ့တာပါ။ပွဲစားရင်38မိနစ်မှာတော့ဘာစလာတို့ဒုတိယခြေပါဦးရခဲ့ပြီးရာဖင်ဟာရဲ့ချပေးမှုကနေတော်ရက်ကပိတ်သိမ်းသွားခဲ့တာဖြစ်ပါတယ်။ပရမိုင်းမှာငကောစီသေးချနေခဲ့ပြီးဒုတိယပိုင်းမှာလည်းပွဲကဆက်မြိုင်နေခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ဒုတိယပိုင်းမှာဥဆောင်ကိုဆက်ရသွားခဲ့တာအင်တာမီလန်တို့ဖြစ်ပြီးဒေါကန်ဘောကလည်း ကန်နိုဂလုကန်တင်ပေးလိုက်တဲ့ဘောလုံးကိုဒန်ဖရိုက်ကကောင်းတိုက်ပေးသွင်းခဲ့တာပဲဖြစ်ပါရင်ပွဲစားချိန်65မိနစ်မှာတော့ဘာစီလိုတို့ခြေပါလို့ရခဲ့ပြီးရာဖီယာရဲ့ကန်ချက်ကိုတန်းဆင်းရမှာဆွမ်းမအနေနဲ့ကိုကိုကိုသွင်းခဲ့မိတာဖြစ်ပါရင်အခုလိုမျိုးသုံးခုတည်သေးကြခဲ့တာကြောင့်ဒုတိယကျော်အီလီမီကပွဲကတော့အင်မတန်ကြီးကောင်းပါသေးကြပါရင်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်ချိုလိုက်ရပါတယ်ခင်ဗျာ